အမေရိကန်မှာအလုပ်ကြိုးစားလို့ဒေါ်လာတန်းချီတန်တိုက်အင်ကြီးဝယ်ခဲ့တဲ့ဆိုမြန်နန်တောင်အမေရိကန်နိုင်ငံမှာအခြေခံအလုပ်လုပ်ရင်ဒေါ်လာတန်းချီတန်အင်ကိုပိုင်ဆိုင်နိုင်ခဲ့တာကတော့ဆိုမြန်နန်တာပါမင်းသမီးဆိုမြန်နန်တာဟာဆိုရင်မြန်မာနိုင်ငံမှာအရန်ကိုအောင်မြင်ကြကြခဲ့တဲ့မင်းသမီးတက်လက်ပါအဲဒီနောက်မှာတော့တရုတ်ဆောင်မင်းသားကြီးဆိုသူနဲ့ဒုတိယအင်တောင်ပြုတ်ပြီးတော့လက်ထပ်ခဲ့ပြီးရနောက်ပိုင်းအမေရိကန်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ဒါကြောင့်ဆိုမြန်နန်တာဟာတင်းငယ်တဲ့ပုံနှိပ်တိုင်လေးတခုမှအချိန်ပိုင်းအလုပ်သမားလေးတစ်ယောက်ဖြစ်ဝင်ရောက်လုပ်ကိုင်နေခဲ့ရပါတယ်။အမေရိကန်မှာနေထိုင်နေတဲ့ဆိုမြန်နန်တာနေ နေနဲ့တကယ်ကိုခက်ခဲပင်ပန်းပြီးတော့တနာစရာကောင်းနေမယ်လို့ပြည်သက်တွေကထင်သွားခဲ့ကြတာပါ။ ဒါပေမဲ့တကယ်တမ်းအဲ့ဒီလိုမဟုတ်ဘဲအချိန်ပိုင်းအလုပ်ကိုအပြောင်းအလဲလုပ်နေရင်ကနေတမတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ခင်ပွန်းဖြစ်သူရဲ့ဆရာဝန်အလုပ်နဲ့တခြားသောစီးပွားရေးလုပ်ငန်းတွေနဲ့အောင်မြင်နေရကြောင်းဒေါ်လာတန်းချီတန်တဲ့တိုက်အင်ကြီးကိုဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီအင်ကြီးဟာဆိုရင်တကယ်ကိုအစင်တန်းမြန်မာတဲ့ဒီဇိုင်းလက်ရာတွေနဲ့ဖန်တီးထားခဲ့ရဖြစ်ပြီးကြီးကျယ်ခန္ဓာလှပလွန်းနေခဲ့တာပါ။ဒီလိုမျိုးကြီးကျယ်တဲ့အင်ကြီးတွေမှာမင်းသမီးဆွေမျက်နှာကတမရဲ့ချစ်လားစွာသောတားလေးမြတ်သောမောင်နဲ့အတူအရန်ချီရတဲ့ခင်ပွန်းတဲ့အဆိုးသူနဲ့တာယာပျော်ရွှင်စွာနေထိုင်နေရဖြစ်ပါတယ်။ အင်ကြီးကအရန်ကြီးလို့နဲ့အတွက်တကယ်ကိုအစင်တန်းမြင့်မြင့်နဲ့ထိတ်တန်းသတိမကြီးတယောက်တစ်ပွဲစီးစိမ်တွေကိုခန်းစားပြီးတော့နေထိုင်နိုင်ခဲ့ပါတယ်။ဒါကြောင့်ပြည်သက်တွေတနာနေကြသလိုမျိုးအချိန်ပိုင်းအလုပ်လေးလုပ်ပြီးစင်းရဲနေရမဟုတ်ပဲဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့တိုက်အင်ကြီးတွေမှာစိန်ခံနေရကြောင်းအခုလိုပဲကြွားလာခဲ့တာဖြစ်ပါရဲ့ရှင်။